ဒါတော့ကဘာမှာလူကြီးတန်းပေါင်းထောင်နဲ့ချီပြီးအသုံးပြုနေတဲ့ Facebook လို့ခေါ်တဲ့ internet ဆာမျက်နှာလူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်အဲ့ဒါလိုလူမှုကွန်ရက်တွေအသုံးပြုပြီးတော့မြန်မာနိုင်ငံမှာဒီလာမယ့်ရွေးကောက်ပွဲအတွက်ဘယ်လိုအသုံးချကြမှာလဲဒီလူမှုကွန်ရက်တွေကတဆင့်ဘယ်လိုရွေးကောက်ပွဲကိုဘယ်လိုပုံဖော်ကြမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဝေဖန်သုံးသပ်ဆွေးနွေးတင်ပြမယ့် TVB debate အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တန်ဝင်းထွက်ပါ ိတ်မှာဆွေးနွေးမဲ့အကြောင်းအရာက Facebook လို့ခေါ်တဲ့လူမှုကွန်ရက်အသုံးပြုသူတွေနဲ့အခုလာမကြခင်ဗမာပြည်အတွက်နိုင်ငံရေးအပြောင်းအလဲအတွက်အရေးကြီးတဲ့ရွေးကောက်ပွဲဘယ်လိုတက်ရောက်မှုရှိမလဲအဲ့ရွေးကောက်ပွဲမှာဒီလူမှုကွန်ရက်တွေကိုဘယ်လိုအသုံးချရမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြမယ်ဒီ debate season ဖြစ်ပါတယ်ခင်ဗျာပထမဆုံးမိတ်ဆက်ပေးရမယ်ဆိုရင်ဒီမှာဥလဆွေနော်ပြည်သားထွတ်တော်မပြည်တော်စုကြန့်ခိုင်နေဖွံ့ဖြိုးရေးပါတီရနော်ဂန်ကောပါနော်နောက်တစ်ယောက်မိတ်ဆက်ပေးရမှာကဟိုဆလိုင်းအောင်မင်းလှိုင်းနော် ဟိုအရှိုးချင်းမျိုးသားပါတီကထွေထွေမှုเนาะနောက်တစ်ယောက်မိတ်ဆက်ပေးကြလာကဦးမင်းစိုးကဒီတိုင်းသားစီလုံးညီမျိုးပါတီကပြန်ကြားရေးတာဝန်ခံเนาะဟုတ်ပါဘူးနောက်တစ်ယောက်ကဦးတူတူเนาะဦးတူတူကတော့ NDF ပါတီကပြန်ကြားရေးရပါเนาะဟုတ်ကဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုစရဲလောင်းတစ်ယောက်ရဲ့လှုပ်ရှားမှုကိုယ်တည်းလောင်းတယောက်ရဲ့စီမံချက်ထဲမှာဒီ Facebook ကဘယ်လိုမျိုးမှန်းထားဒီကျွန်တော်ကိုယ်တည်းလောင်းဆိုတာလူတို့ဈာမှာမိမိရဲ့ အဲလုတ်နေကင်နေတာတွေကိုလူတွေကိုခြားပြဖို့လိုသလိုဟိုမတော်မတရားပြောလာတာတွေကိုလည်းချက်ချင်းအဲဒါတုံ့ပြန်ပြီးဖြေရှင်းနိုင်ဖို့လိုတယ်အဲအဲ့ဒါကြောင့် Facebook ရဲ့လိုအပ်ချက်ဟာအင်တန်ကြီးမားပါတယ် Facebook တုံးတဲ့ခါကျတော့ဒီကိုပါတီရဲ့ရုပ်ောက်ပွဲစီမံချက်တွေနဲ့ Facebook အသုံးချတာနဲ့ဘယ်လိုဆက်ဆံလဲကျွန်တော်တို့ကတော့ဒီရှိုချင်းမျိုးသားပါတီရဲ့မူဝါဒတွေပေါ့လေနောက်လုပ်ငန်းစဉ်တွေဒါတွေကိုကျွန်တော်တို့ မဲဆန္ဒရှင်တွေရောပြည်သူလူထုရောသိအောင်ပါလေဒါကိုကျွန်တော်တို့သုံးလို့ရတဲ့နေရာတစ်ခုအနေနဲ့ကျွန်တော်တို့မြင်ပါတယ်။နောက်ပြည်သူလူထုကလည်းပဲကျွန်တော်တို့မဲဆန္ဒရှင်တွေကလည်းပဲကိုယ့်အပေါ်မှာဘလို့တုံ့ပြန်လာမလဲဘလို့ဝေဖန်ချက်ပြုလာမလဲဆိုတော့လည်းကျွန်တော်တို့စောင့်မျှော်နိုင်တဲ့နေရာတစ်ခုအနေနဲ့ကျွန်တော်တို့မြင်ပါတယ်။ဟုတ်တောင်းစင်ပါတီနေရဆိုရင် Facebook မှာတိတ်လှုပ်ရှားမှုမတွေ့ရတော့ရှိရနော်။ဟုတ်ရှိပါတယ်ဆရာကျွန်တော်တို့ကကျွန်တော်မင်းဆိုးဆိုတဲ့နာမည်နဲ့ပါတီရဲ့လှုပ်ရှားမှုကိုတင်ပါတယ်။ဟုတ်ကဲ့မျိုးနယ်တရားလှုပ်ရှားမှုပါတီရဲ့တည်င်း ပါတီရဲ့ထုတ်ပြန်တဲ့ကြေညာချက်တွေပါတယ်အဲ့ဒါတွေကိုကိုမသွားရေးတယ်ဟုတ်ကဲ့ကျွန်တော်နှစ်ဖက်ရေးတာပေါ့ငွေရင်းကတော့ကျွန်တော်နာမည်နဲ့အရင်ဒီဘက်ကတင်လိုက်တယ်ဟုတ်ကဲ့တင်လိုက်တယ်ပြီးတော့မှဟိုဘက်ကိုကျွန်တော်ကပါတီနာမည်နဲ့တော့တုံးဟုတ်ကဲ့အဲ့လိုလုပ်လိုက်တယ်ဟုတ်ဦးတို့တို့ဆန်ဒီယက်ကတော့ first one တော်တော်လေးလှုပ်ရှားလိုက်တယ်လှုပ်ရှားပါလေဟုတ်ကဲ့ပါတီလှုပ်ရှားလားကျွန်တော်တို့ကကျွန်တော်ပါတီရဲ့မူပေါ်တာဗျာလှုပ်ရှားမှုတွေနောက်ပြီးတော့တိုင်းနယ်ပြည်နယ်တိုင်းလှုပ်ရှားချက်တွေအကုန်လုံးကိုပါတီရဲ့ Facebook ကနေကျွန်တော်တို့တင်ပြပါ နော်ဆရာနော်ဆရာဦးလက်စီဆွေးနေတယ်မှာကိုကြီးကတော့တိုက်ခိုက်တာတွေရောအမှန်တော့ပြောတာတွေပြောတာတွေဆိုတာတွေရောကြားလိုက်ရတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုဘယ်လိုရှင်းကြလဲဥပမာ11 media ကသူ့ channel ထဲမှာပေါ်ပြတယ်ဥလားဆိုရတဲ့အချိန်မတိုင်မီမှာရွေးကောက်ပွဲကာလအစီအွေးကာလမတိုင်မီမှာဗနိုင်းနေကတ်တယ်ဗနိုင်းကတ်တယ်ဆိုပြီးတော့အတပုံရိုက်ပြီးတော့ channel မှာပါလာတယ်ပြီးရင်အဲ့ဒီ channel ထဲမှာပါလာတဲ့အကြောင်းကို Facebook မှာမြင်ရတာပေါ့မြင်ရတဲ့ခါကျတော့ အဲဟိုဘဟုတ်လေလားဟုတ်တကယ်ကျွန်တော်ကဗနိုင်းတစ်ချက်လွတ်လိုက်ဗနိုင်းတစ်ချက်လွတ်လိုက်တော့ဒီတုတ်ပြန်မှုကျွန်တော်ရပါဘူးကျွန်တော်တမင်ရွေချက်နဲ့လွတ်လိုက်တော့ဘာလို့ဆိုတော့ရွေးကောက်ပွဲမှာသတ်မှတ်စီယုံရေးကာလမတိုင်ခင်လူစုလူဝေးကြီးနဲ့စီယုံခေါ်ပြောပြီးတော့အော်ကျမတို့ပါတီကိုလူမကြည့်ပါနဲ့ပါတီကိုကြည့်ပြီးမဲထဲပါဆိုပြီးပြောနေတာကချိုးဖောက်နေတာကျင်းဝေကိုချိုးဖောက်တယ် CAD ကျွေးကောက်ပွဲကာလမတိုင်ခင်ကြိုတင်စည်းုံနေတာကိုချိုးဖောက်နေတယ်ချိုးဖောက်နေတာကိုသူကဘာမှမပြောဘူးဗျ ုန်လုံးကအဲဖော်တော့ဖော်ပြပေးသေးတယ်ကျွန်တော်ကလူကိုယ်တိုင်စီအောင်ဖော်ပြတာမဟုတ်ဘဲနဲ့ဗနိုင်းလေးတစ်ချက်လွတ်လိုက်တာနဲ့ဟိုဟာဝိုင်းအောင်ကြတယ်ဝိုင်းအောင်ကြတော့ကဲဒါဆိုရင်ဥပဒေအတိုင်းအတူတူအေးယူပါအောင်ဥပဒေချိုးပေါက်တဲ့အတွက်နှစ်ယောက်စလုံးကိုရွေးကောက်ကိုရနေပိတ်တီပုံတင်အေးဆိုပြီးတော့လုတ်ပါတပြေးညီလုတ်ပါဆိုကျွန်တော်တင်လိုက်တယ်အဲ့လိုတုံ့ပြန်လို့ရတာပေါ့ဟုတ် Facebook ဆိုတာကဘာမှဒီမှာအခု၅တန်းကျော် တုံးနေကြတယ်ပေါ့ Facebook တုံးနေတယ်ဗမာပြည်သားတွေကမေးခွန်းလေးတွေမေးတာလေးကျွန်တော်နည်းနည်းဖတ်ပြတယ်เนาะဘလို့ဆရာတို့ဘလို့တုံးပြန်မလဲကြည့်အောင်เนาะမေးထားတဲ့သူကနေဝင်းချစ်လို့ရေးထားတယ်သူကဒီမှာဒီလူမှုကွန်ရက်တွေတုံးပြီးတော့ message ဆေးအောင်မယ်ဆိုလို့ရှိရင်เนี่ยဘာတွေဆောင်တဲ့နဲ့ဘာတွေရှောင်တဲ့နဲ့ဆိုတာမျိုးကြီးရှိလားရှိပါတယ်ကျွန်တော်တို့လေအခုကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့ဒီတော်တော်ကိုယ်စားလှောင်းနေလိုက်နာရမယ်ဒီကုတ်တော်ကုတ်တော် contact ဆိုတာကျွန်တော်တို့လက်မှတ်ထိုးပြီးတော့သဘောတူထားတဲ့ဟာရှိပါတယ်အဲ့ဒါကိုကြော်ရိုးထားပြီးတော့ ဒီလိုက်နာပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်မလိုလားအပ်တဲ့ပြဿနာတွေရှိနိုင်မှုပေါ့နော်ပြည်သူလူထုကလည်းဒါဟိုဘယ်ပါတီကတော့ဘယ်လိုရှိတယ်ဘယ်ကိုယ်စားလှယ်ကတော့ဘယ်လိုရှိတယ်ဆိုတာကိုဒါမှန်မှန်ကန်ကန်ရှုမြင်နိုင်တာပေါ့တိတ်ခါကျင်းဝတ်နဲ့အညီပေါ့နော်ပါတီဆိုလည်းပါတီလိုက်နာရမယ်ဟာလူပုဂ္ဂိုလ်ဆိုလည်းလူပုဂ္ဂိုလ်ရဲ့ကျင်းဝတ်စသဖြင့်ပေါ့အဲ့ဒါလေပါတီတွေကပါတီပါတီတစ်ခုစက်နေလူမှုကွန်ရက်ကိုစနေတကျဘယ်လိုသုံးဖို့ပါတီဝင်တွေကဘယ်လိုသုံးပါကိုယ်စားလှယ်လောင်းတွေကဘယ်လိုသုံးပါဘယ်လိုမသုံးပါလဲဘယ်လိုမလုပ်ပါလဲဘယ်လိုလုပ်ပါဆိုတော့ တိတိကျမူဝါဒမျိုးအများကြီးအောင်ချပြထားတာများရှိလားရှိပါရှိပါမရှိဘူးလားဘာဖြစ်လို့မထုတ်ကြတာလဲအဲ Facebook ကိုသုံးတယ်ဆိုတာကလူတွေနည်းသေးတယ်ဗျာကျွန်တော်တို့ဥပမာတန်ခိုင်ရေးပါတီရောဘယ်ပါကျွန်တော်အမတ်တီထဲမှာပေါ့နော်ကျွန်တော်ပါတီဘောင်းဆောင်ကအမတ်တီထဲမှာ Facebook သုံးတဲ့သူကနင်းဘောင်းဆောင်ဒီအမတ်ဆိုတဲ့ပုဂ္ဂိုလ်များလည်းနည်းနည်းအသက်ကြီးပိုင်းများတော့သူဒါကိုသိ interest မဖြစ်ဘူးဒီအဲ့ ် expand ဖြစ်ပေါ့ဗျာဒီ instrument ကိုတိတ်မလုံးတက်ကြအောင်ပါတီ CEC ဆိုတဲ့ပုံကိုကြီးတွေကလည်း60ကျော်80ကျော်ကြီးဘူးဗျာဒါကိုမူဝါဒဘယ်လိုချမှတ်ပြီးတော့ဘယ်လိုလုံးကြဆိုတာတော့ပြောထားတာမရှိပါဘူး Okay အဲ့ဒါဆိုရင် phrase over တော့ရင်ဘာတွေဆောင်းပါဘာတွေရှောင်းပါဘာမလုပ်ပါနဲ့ဘာလုပ်ပါဆိုတဲ့ etiquette မျိုး code code of conduct မျိုးရှိရကြချပြတာမရှိတော့ level ဦးလောက်ဆိုရင်အနေနဲ့ထားပါတော့ဦးလောက်ဆိုရင်တယောက်တည်းအနေနဲ့ကျွန်တော်ကဘာဆိုရင်မလုပ်ဘူးဘာဆိုရင် ဆောင်းမယ်ပါဆိုရင်ရှောင်းမယ်ကျွန်တော်ကကိုယ့်ကိုခံယူထားပါလေကိုယ့်ရဲ့ကွန်တက်လက်မှတ်ထိုးပေးပါလေကျွန်တော်တက်ပါအဲ့ဒါကိုကျွန်တော်တရားဖတ်ကြည့်ရပါတီရဲ့ပြီးခဲ့တဲ့ကိစ္စတွေတော့ဝေဖန်လို့ရတယ်ရှေ့ကိုအလားလာတွေရဲ့ပါရင်အဲဝေဖန်လို့မရဘူးလို့သူအထက်မှာပါတယ်ပါတော့ကျွန်တော်ကအဲ့ဒါလေးကိုတော့ခံထားတယ်ခံထားပြီးတော့မှကျွန်တော်ကို10ခါလောက်တက်ခိုက်လိုက်တော့ကျွန်တော်တစ်ခါပြန်တက်ခိုက်တယ် က်ခိုက်တယ်ဆိုတာဘယ်လိုမျိုးလဲအဲအမျိုးမျိုးပေါ့ဗျာဟုတ်လားကျွန်တော်ကိုဝေဖန်ကြတာအများကြီးပါပဲဖတ်ကြည့်လိုက်ကျွန်တော်တို့ပါတီကြတော့ရှိပါတယ်ဆိုဟုတ်ပါတီအချင်းချင်းဟာနိုင်ငံရေးဂုံတိတ်ခါကြစင်းစီမဲ့အကြောင်းတရားဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုရှောင်ကျင်ပါလို့ကျွန်တော်တို့ကမှားထားပြီးသားအဲနောက်တော့ကစူပူလှုပ်ရှားမှုဖြစ်စေတဲ့အကြောင်းတရားတွေ ဆိုခဲ့လို့ရှိရင်အဲ့ဒါတွေကိုရှောင်ကျင်ပါလို့အဲ့လိုမျိုးတိတိကျကျထုတ်ပြန်ထားတာတိတိကျထုတ်ပြန်ထားတာဟုတ်ကဲ့ပါဟုတ်ကဲ့တက်ဆက်ပါတီဝင်အားလုံးပြီဟုတ်ကဲ့ပြီပါဟုတ်ကဲ့တန်တဲ့ပါတီမောကျွန်တော်ပါတီမောလုံးမရှိဘူးကျွန်တော်တို့တော့အဲ့ဒါမျိုးတော့လုံမထားဘူးဒါပေမဲ့ကိုပါတီရဲ့ပါတီဝင်တွေကိုယ်စားလှယ်တွေကလည်းပဲစီလွတ်ပေါင်းလွတ်တော့ဟိုလုံမဲ့အဆင့်မျိုးတွေတော့ကျွန်တော်တို့မှာတော့မရှိပါဘူးဒါပေမဲ့တကယ်လို့တယောက်တစ်ယောက်စိတ်မထိနိုင်လို့ဆဲတာဆိုတာမျိုးပုံကိုရေးတွေတယောက်တစ်ယောက် ပြောလာတာမျိုးဆိုရင်တော့ကျွန်တော်တို့ကျွန်တော်လည်းပြန်ပြီးတော့ဒါထိမ့်ပေးရမှာပေါ့ဒီမှာတယောက်မေးထားတာတွေကျွန်တော်ပြန်မေးကြည့်ကြပါမယ်အောင်မျိုး ဝင်သူကမိတာတော့ဒီပါတီကြီးတွေအနေနဲ့ပါတီကြီးတွေနဲ့တရားဝင်မဲဆွယ်စည်းရုံးနဲ့ Facebook စာမျက်နှာမျိုးတွေအော်ဖွင့်တယ်မဖွင့်တယ်အဲ့လိုမျိုးမူဝါဒတွေရှိမရှိပေါ့နော်အဲ့ဒီကြာမီလို့စီမှာတော့မူဝါဒမရှိပါဘူးဒါပေမဲ့ရှိရင်လေအဲ့ဒီပါတီရဲ့ website ကိုစိတ်ဝင်စားတဲ့လူနဲ့မှာပါဒါပေမဲ့လူတွေက individual ပဲလည်းလည်း like ကြည့်ကြတာများတယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ကိုယ့်အကို attraction ရှိတဲ့ account ကိုတော့ဝင်ကြည့်ကြမှာပဲလीပါတီရဲ့ website ပါတီရဲ့ account ဆိုတာကတော့ ိတ်စိတ်ဝင်စားစရာကောင်းမဲ့ဟာမဟုတ်သူတို့တော့တခုရှိတယ်ခုနလိုအာနာလွှဲပြောင်းတာတွေပဲကြာတော့နည်းနည်း hot လာပြီဆိုအဲ့ဒါဝင်ကြည့်ကြည့်မယ်တခါတလေလောက်ဖဲရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်တခြားပါတယ်မောကျွန်တော်လည်းလိုပါတယ်မရှိဘူးကျွန်တော်တို့မူရင်း face ကနေပဲကျွန်တော်တို့အဲ့ဒါရကျွန်တော်ပါတယ်အမှလောက်နေပါတယ်တင်မှာပဲဟုတ်ကဲ့ဒါမျိုးတီးတန့်တော့ခုလောက်စရာတော့ကျွန်တော်တို့ဆိုတော့တရားဝင်နော်ဟုတ်တယ်တရားဝင်ဒီပါတယ်တခုရဲ့တရားဝင်ဟိုအတုမဟုတ်တရားဝင်စာမျက်နှာ ကျွန်တော်တို့တော့ရှိပါတယ်ကျွန်တော်အရှိုချင်း National Party ဆိုပြီးတော့ web ဒီဟိုပါဗော Facebook အနေနဲ့တော့တင်ခဲ့လေးရှိတယ်ရှိတယ်ကျွန်တော်တို့တာဆာညကြတော့ National Unity Party.org ဆိုပြီးတော့ကျွန်တော် website ထောင်ထားပါဟုတ်ကဲ့အဲ့ဒါကိုဝင်ကြည့်တဲ့လူကတော်တော်ရှားပါတယ်ဟုတ်ကဲ့အဲနောက်ပြီးတော့ Facebook အနေနဲ့ကြတော့ဒိုင်းသာစီလုံးညီညွတ်ရေးပါတီဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါလည်းလာပြီးတော့ကျွန်တော်တို့ကဖိတ်ခေါ်ပါတယ်လာဝင်ရေးကြပါဆိုတော့ကိုယ်ပါတီဝင်တွေကရှိန်တာပေါ့နော်ဒီတည်းမှာမှားများသွားမလားပေါ့နော်အဲ့ဒီစိုးရင်စိတ်တွေနဲ့ ော်တော်ဝင်မလာကြဘူးအဲ့ကကြောင့်ကျွန်တော်တို့ကဘာလုပ်ရဆိုအဲ့ဒီသူတို့တင်လိုက်တဲ့ဟာကိုသူ့နံမည်နဲ့ပဲအဲ့ဒါလမ်းပို့ပေးလိုက်သူဝင်ရေးရအောင်ပေါ့နော်ဟိုရင်ရင်ခက်ကလည်းမျိုးမီဒီယာတခုကချပြတာဝင်မြင်ရတာမဟုတ်တော့ဘဲနဲ့ brain brain တင်ပြနေတာတွေကိုလူတိုင်းလူတိုင်းကကြည့်လို့ရတယ်ပြန်တုတ်ပြန်လို့ရတယ်အဲ့ဒီလူမှုကွန်ရက်ပုံစံမျိုးပဲလေဒီအခုဒီအခန်းထဲမှာလဲအားလုံးပါဝင်ဆွေးနွေးဖို့လေအခုတည်းကကြိုပြီးတော့ဖိတ်ခေါ်ကြပါတယ်ဟုတ်ကဲ့ကိုမိုက်ကဲ့ ဆိုတော့ကျွန်တော်တစ်ချက် highlight လုပ်ချင်တာကဒီဒီမနက်ဆရင်အရာဆိုလို့ရှိရင်မြန်မာပြည်မှာ Facebook သုံးတဲ့လူကအာ9ရက်တမ9တန်းရှိတယ်။အဲ့ဒီထဲမှာ16နှစ်အောက်က9တန်းရှိတယ်ပေါ့နော်။ဒါပေမဲ့အဲ့မှာကျွန်တော်တို့တစ်ချက်စဉ်းစားစရာက၃ပုံ၄ပုံကရန်ကုန်ကနေဖြစ်နေတယ်။ကျန်တဲ့ဒေသတွေရောမန္တလေးတို့အတောင်ကြီးတို့အဲ့လိုနေရာတွေဖြစ်တယ်။ဥပမာပြောမယ်ဆိုလို့ရှိရင်ဒီကလေးမြို့လို့ပေါ့နော်လူဦးရေ၅သိန်းရှိတယ်။အင်တာနက်ဆိုင်ဆိုလို့ရှိရင်ဆိုင်ပေါင်း၂၀ကျော် ရှိတဲ့ဒေသမှာ Facebook ဟိုဇယင်အရာဆိုလို့ရှိရင်တော့တုံးတဲ့လူကတိမ်ကနဲမရှိဘူးပေါ့နော်ဆိုတော့ဒီ social media ကအအများကြီးဟိုအချိုးတက်ရောက်မှုမရှိနိုင်ဘူးလို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့နေဒီမှာကဒီဟာကိုသုံးနိုင်တဲ့လူနေတယ်ဖုန်းလိုင်းတွေဟိုအားကောင်းမှုတွေနောက်ဝန်ဆောင်မှုအားကောင်းမှုတွေပိုင်းမှာပြောဈေးနှုန်းပေါ့နော်သုံးနိုင်တဲ့အနေအထားအားအားနေမှုရှိနေတယ်ဥရုလဆိုလို့ကံကောဘက်မှာရောကျွန်တော်တို့ဘက်မှာလည်းလူတိုင်းတော့မသုံးနိုင်ဘူးဒါပေမဲ့ကံကောထီလင်းစောကြောက်ထုဆိုပြီးတော့ဒီလိုကျွန်တော်မျိုး လေးမျိုးရှိတယ်။အဲ့မှာကျွန်တော်တို့ Facebook ရပါတယ် internet လည်းရပါတယ်။ဘာလို့ဆိုတော့ကျွန်တော် CEO ဆိုရင်ဆရာတော်တန်ခါတော်တွေကအများအားချက်ပေါက်ကနေဝင်ပြီးတော့သူတို့ဆီကလိုအပ်ချက်တွေပြောတယ် Viber ကနေပို့တယ်။သူတို့ဆီကလမ်းမကောင်းဆိုပုံလေးတင်ပေးတယ်ကျွန်တော်အဲ့ပုံကိုကျွန်တော်လွှတ်တော်မှာတင်တယ်ဒီမှာကျွန်တော်ဆီကလမ်းနေမကောင်းဘူးဆိုရဲဒါ Facebook နဲ့ကျွန်တော်နဲ့ဒေသခံဆရာတော်တန်ခါတော်တွေနဲ့ကျွန်တော်နဲ့အဲ့လို link လုပ်ထားတယ်။ကိုပဲကပြောတယ်ဆိုတော့ဒီ Facebook ကရုပ်ောက်ပွဲကြီးကိုတက်ရောက်မှုအများကြီးရှိမယ်လို့မထင်ဘူးဆိုတော့ အဆိုကျွန်တော်အနေနဲ့ကတော့အခုအနေထားဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုအထိတော့တက်ရောက်မှုရှိရှိနေမယ်လို့ပဲကျွန်တော်ထင်ပါတယ်။ Internet Internet ဟို connection line တွေနှေးတာတို့ကြတာတို့လွဲရင်ပေါ့လေ။ဒါအဲ့ဒါလေးတွေလေးကောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထိရောက်မှုရှိမယ်လို့ထင်ပါတယ်။ဟုတ်ကျွန်တော်အနေနဲ့လည်းထိရောက်မှုရှိတယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီနောက်ဆုံးဖြစ်နေတဲ့တဲ့ရင် Facebook ကနေတစ်ဆင့်ပြန်တော့ဒီလိုလူကြီးရတဲ့မှာအဲ့ဒါပြန်ပါလိမ့်။ဟုတ်ကျွန်တော်က ချစ်ရောက်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဌာနချုပ်တွေကယုံကြည်မှပဲရှိတယ်။အဲ့ခါမှကြတော့ကျွန်တော်တို့ရဲ့ကွန်ရက်တွေအတိုင်းတို့မြို့နယ်တို့အဆင့်ကိုကျွန်တော်တို့လူတွေရှိကိုကျွန်တော်တို့ကအချိန်တိုအတွင်းကိုပို့နိုင်တယ်။ဒါဆိုရင်သဘောထားနှစ်မျိုးတွေ့ရတယ်နော်။ Facebook ကထိရောက်မယ်ဆိုရင် Facebook မှာတော်တော်ကြိုးစားပန်းစားလဲဆိုရမှာပေါ့။ Facebook မှာထိရောက်ဦးထင်လို့ရှိရင်တော့ Facebook ကဘယ်လောက်ပဲမဲရရတကယ်နိုင်မှနိုင်ပါ။မှန်တယ်ဗျာ။အဲ့ဒါကြတော့ပြောင်းပြန်ပြီ။ဘာလို့လဲဆိုတော့ဖိ Facebook လည်းတုံးရရလို့အပြင်မှာလည်းတကယ်လို့ရမှာ Facebook တခုတည်းလည်းအားကိုးလို့လည်းမရအောင်ကျန်တဲ့တွေဘယ်သူများဝေဖန်ကြတာထောက်ပြကြတာဆွေးနွေးကြတာသုံးသက်ကြတာကန့်ကွက်ကြတာတုံးနေတော့သူ့ကိုတိုက်ရိုက်ကျွန်တော်သုံးလို့မရအောင်တိုးတော့ तू ကအမှန်ထိရောက်တယ်မကျေပြန့်အောင်ထိတော့ထိရောက်တယ်မကျေပြန့်သေးဘူးအဲ့တော့ဒါကိုကျွန်တော်ကတိုက်ရိုက်မီဒီယာနဲ့ချိန်ရမယ်တိုက်ရိုက်မီဒီယာဆိုတော့လူကတိုင်းသူ့ကိုကြည့်ပြီးတော့ထပ်ပြောတဲ့ဟာနဲ့ချိန်ရမယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့မလုပ်ထားဆိုတော့ကျွန်တော်တပည့်တွေရှိတယ်မီးစိမ်းပြလိုက်တဲ့နဲ့ မက်ဆေ့ချ်ကိုရအောင်စတင်တော့ Facebook ကိုဒီချိန်ထိကျွန်တော်မကင်သေးဘူးသူတို့ဘာတွေလုပ်နေဆိုကြည့်တယ်အဲ့တော့အဲ့မှာလုပ်လို့ရတဲ့ဥစ္စာကထောက်ပြလို့ရတယ်ဒိုင်ကြီးကတဖက်အင်ဂျင်နဲ့ထွက်လာခဲ့တယ်တဖက်ဝတ်စုံကြီးနဲ့ထွက်လာခဲ့တယ်ဟုတ် Affair ဖြစ်နိုင်ပါမလားဟုတ်စသည်ဖြစ်ပေါ့နော်အဲ့ဒါမျိုးတွေနောက်ကစီယုံလို့ရတယ်ဆိုတာဘာတွေလုပ်ထားတယ်ဘာတွေလုပ်ထားတယ်စသည်ဖြစ်ကိုယ့်ရဲ့ကိစ္စလေးကိုစီယုံရပြီးလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်တော့ဒီမဲယုံထဲမှာဒီ Facebook တွေပါ ကြိတက်တဲ့ကိုကလေးတွေပေါ့နော်ဒါအတိတ်မရှိဘူးရှိလို့ရှိရင်အဲ့သူတို့အဲ့မှာထားပြီးတော့ဒီကနေပြီးဘလောက်ရနေပြီဘယ်လိုဖြစ်နေပြီဆိုတဲ့ဥစ္စာတည်မှန်နေဘူးဝင်းစီကျင်တော့ဒါမဲရီအတွက်တဲ့အဆင့်ထိပြောတာဟုတ်ကဲ့ဟုတ်ကဲ့မဲရီအတွက်တဲ့အဆင့်ထိသူတို့ရတိုက်ရတိုက်ချက်ချင်းချင်းချင်းသွားနိုင်လို့ရှိရင်ဟုတ်ဒါ Facebook ကကျွန်တော်ပုံမထိရောက်တယ်ကျေးဇူးတင်ပါတယ်အခုဒီနေ့လူမှုကွန်ရက်တွေကိုဘယ်လိုအသုံးချကြမှာလဲရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့လေဘယ်လိုအသုံးချကြမှာလဲဆိုတဲ့အတိုင်းပတ်သက်တဲ့ဗီဒီယိုသတင်း Facebook ကြိတ်လေးကြည့်ရအောင်ပါ မြန်မာနိုင်ငံတမိုင်းမှာ6ကြိမ်မြောက်ဖြစ်လာမယ့်ထွေထွေရေကောက်ပွဲကြီးကိုလာမယ့်နိုဝင်ဘာလ10ရက်နေ့မှာတရားဝင်ကျင်းပတော့မှာဖြစ်ပါတယ်။ရာအဖြစ်တွက်ကြည့်လိုက်ရင်ရပောင်း80ကျော်ပဲလိုပါတော့တယ်။ကိုစလေလောင်းတွေအနေနဲ့ရေကောက်ပွဲမှာဘယ်ပုံမဲနည်းနဲ့အနိုင်ရအောင်မဲဆွယ်စည်းရုံးကြမလဲ။ပြည်သူတွေကိုဘလို့ဂရိစကားတွေပေးပြီးဘလို့ချစ်ကပ်မဲဆွယ်ကြမလဲဆိုတာမကြခင်မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။ကိုစလေတွေရဲ့မဲဆွယ်စည်းရုံးခွင့်ကာလကိုတော့ရေကောက်ပွဲကော်မရှင်ကနှစ်လသတ်မှတ်ပေးထားပါတယ်။စက်တင်ဘာလ10ရက်နေ့ကစတင်မဲဆွယ်စည်းရုံးခွင့်ပြုထားတယ်လို့သိရပါတယ်။ ခုချိန်မှာတော့အရင်ရင်ရွေးကောက်ပွဲတွေနဲ့မတူပဲမဲဆွယ်စည်းရုံးမှုသတင်းစကားတွေကိုလူလူစီတိုက်ရိုက်ထိတွေ့ရောက်ရှိနိုင်တဲ့ဆိုရှယ်မီဒီယာတွေကိုကိုယ်စားလှယ်တွေကပုံမို့အသုံးပြုပဲရှိနေပါတယ်ဒီကနေ့မြန်မာနိုင်ငံလူဦးရေ52သန်းမှာအင်တာနက်အသုံးပြုသူပေါင်း18သန်းလောက်ရှိနေပြီး Facebook စာမျက်နှာအသုံးပြုသူပေါင်းဟာ9သန်းကျော်ရှိတယ်လို့စစ်တမ်းတွေကသိရပါတယ်ဒါဟာရွေးကောက်ပွဲဝင်မဲ့ပါတီတွေကိုယ်စားလှယ်လောင်းတွေအတွက်မျက်စိကျလောက်เสียကောင်းတဲ့ပမာဏဖြစ်ပါတယ် တိုးတော်လဲဆိုရှယ်မီဒီယာကိုရွေးကောက်ပွဲအတွက်အကျိုးရှိရှိအသုံးချနိုင်ရင်ကောင်းမွန်တဲ့ရလဒ်တွေထပ်ပေါ်လာနိုင်ပေမဲ့အားနည်းချက်တွေသတိထားစရာတွေများစွာရှိနေပါတယ်။လာမယ့်2015ထွေထွေရွေးကောက်ပွဲကိုဝင်မဲ့ပါတီပေါင်း63ခုရှိပါတယ်။အဲ့ဒီပါတီ63ခုရဲ့ကိုယ်စားလှယ်လောင်းတွေပါဝင်တတိပုဂ္ဂလတွေပါပေါင်းလိုက်ရင်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့ကိုယ်စားလှယ်ပေါင်း6000ကျော်ရှိတယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာထားပါတယ်။ခုချိန်ထိတော့အဲ့ဒီတည်းကအနေချင်းတော့ပဲဆိုရှယ်မီဒီယာကိုရွက်ောက်ပွဲအတွက်အသုံးပြုနေပြီးအများစုကထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။